2025ခုနှစ်နိုဝင်ဘာလ22ရက်ဒီနေ့တောက်ကြနေအတွက်ကတော့ခုနှစ်သားမီးတွေအတွက် numerology ကဏ္ဍပင်ရင်းရခံခွေးကောင်းနေရတဲ့နေ့ပါပဲဆုံးရှုံးထားတာတွေမုတ်ချပြန်ရနိုင်မယ်အလုပ်တွေတိုးချက်ဖို့အတွက်အခွင့်အရေးတွေပေါ်လာမယ်ခီးသွားဖို့ကိစ္စတွေတို့နောက်ကအလုပ်အသစ်စီစဉ်အသစ်ကိစ္စတွေတို့မုတ်ချထူးခြားခြားအောင်မြင်နိုင်မယ်ဒီလိုနေမျိုးမှာခုနှစ်သားမီးတွေအားလုံးကံအလွန်ကောင်းဖို့လိုအတွက်ဆိုရင်တော့အိမ်ဖျားမှာ နွားတို့တစ်ခွက်မနဲ့စောစောမောင်ဖို့ပဲလှူဒါန်းထားလိုက်ပါဒီနေ့900သားမိနေအတွက်မျက်နှာသိမ့်မယ်ဆိုရင်တော့ဂုံတော်ကိုပါကိုအကြိမ်ကြိမ်ပွားထုံပြီးတော့မျက်နှာသိရှင်းအပြင်တနေ့တားလုံးလုပ်ငန်းဆောင်တာကိစ္စတွေအားလုံးအောင်မြင်ပါလိမ့်မယ်ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် Anarchy Basic မီပညာသင်ကြားရေးတွေအစဉ်ပြေဖို့လို့တော့ကတော့မနဲ့စောစောမှာအဖြူရောင်ဖျောင်းနိုင်သုံးနိုင်မိထုံမီမြတ်စွာဘုရားရှင်ကိုရှိခိုးတော့ပါခင်ဗျာဒီနေ့မိရှုတန်စင်ပွားမြင်တဲ့ရင်သွေးရတနာတွေအတွက်ကတော့ တောက်ကြံရဲရံသာမှာပွားပြီးရာသာပွားများဖြစ်တာကြောင့်ဖုန်းတကိုကြီးကြမဲ့ရင်သွေးရတနာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးကန်ထူးဖို့ကန်ဆွမ်းဖို့မွေးနေ့ရှင်တွေအားလုံးအတွက်ကုသိုလ်အထွတ်အထိပ်ရောက်ဖို့လိုတဲ့ဆိုရင်တော့ကြာစံကျော်မြတ်စွာဘုရားရှင်ကိုလှူဒန်းခြင်းဉာဏ်တန်ခါလောင်းလူခြင်းနဲ့အတူမိဘဆွေမျိုးညာတိတို့ကိုဒါနပြုခြင်းအပြင်ကောင်းသောကံတွေအခွင့်အလမ်းတွေ ရပါလိမ့်မယ်ခင်ဗျာဒီနေ့အကျိုးပေးစွန်းမိုးကဏ္ဍကတော့၃ကဏ္ဍ၅ကဏ္ဍဖြစ်ပြီးတော့မိတ်တို့ငွေကန်ကောင်းမှုအတွက်ဆိုရင်တော့ပတ်စံရင်းတဲ့ကိုကိုရွက်ကလေးတရက်ထည့်ပြီးစောင့်ထားလိုက်ကြပါခင်ဗျာဈေးအောင်ကောင်းမှုလိုတော့ကတော့စိုင်းရှစ်တက်တဲ့ကိုမျက်နှာမူပြီးဒီလိုနည်းမျိုးမှာအချိုရီတစ်မျိုးတောင်းရင်းနဲ့ဈေးအောင်ကောင်းမှုစုတောင်းလိုက်ပါခင်ဗျာအမှုအငင်းကြုံနေတဲ့သူရှိရင်ဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုကြောက်ဖြုံသီးမှရိပ်ပြီးတိလာရှင်ဆရာလေးတစ်ပါးပါးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရင်ညံ့နေတဲ့သူမိသားစုမှာရှိရင်ဆိုရင်တော့ ရမအညံသူအတွက်ဓာတ်စာဖြစ်နေဒီလိုနေ့မှာကျက်ဥကျော်အနှဲငယ်စားပြီးဆူတောင်းလိုက်ပါ အချင်းမြတ်တိုင်းအိမ်တော်ရင်ကိစ္စတွေအစီအပြေမှုအတွက်ကတော့ဒီနေ့မှာအချွေတမျိုးမြတ်စွာဘုရားရှင်ကိုတူတန်းလိုက်ကြပါခင်ဗျာ